တရက်ချောင်းမြို့နယ်ဒဝဲဘိတ်ကားလမ်းပိုင်းပြန်ပိတ်နေပြီးကားရာချီနဲ့ခရီးသည်တွေပြန်လည်ပိတ်မိနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်ကတဝဲကဘိတ်မြို့ကိုသွားတဲ့ကားတချို့ကိုတော့ကရင်မျိုးသားလွတ်မြောက်ရေးတမတော် KNL တရင်စနစ်လောက်ခံတပ်ဖွဲ့ကလမ်းပြန်ပွင့်ပေးခဲ့ပြီးနိုဝင်ဘာလ25ရက်နေ့မှာဘိတ်မြို့ဘက်ကနေတဝဲကိုသွားတဲ့ကားတွေကိုလည်းပြန်ဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့နိုဝင်ဘာလ26ရက်နေ့မှာတော့ လမ်းပြန်ပိတ်ထားတယ်လို့ဒေတာခန်တွေစီကနေသိရပါဗျ။တနင်္သာရီမြို့နယ်တစ်ပင်ချောက်ရွာအနီးမှာတက်ဆွဲထားတဲ့စီအုပ်စုတပ်သားတွေပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါဗျ။နိုဝင်ဘာလ25ရက်နေ့မိုးလဲတနင်္သာရီလောက်မှာတက်ဆွဲထားတဲ့စစ်တပ်ကိုဗိတ်ခရိုင်တပ်ရင်းနှင်းနဲ့တောင်မန်ဒီတပ်ဖွဲ့တို့ကတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ ထိုင်းမြန်မာနယ်စပ်တနင်္လာရီမြို့ကိုသွားတဲ့လမ်းမိုင်းမှာရှိတဲ့တိန်ခေါရွာနဲ့တဲဖြူရွာအနီးဝန်းကျင်မှာဆီယနာရှင်တပ်နဲ့တော်လန်ရေးတပ်တို့ဆဲရဲကြော်ကြားတိုက်ပွဲဆက်တိုက်ပြင်းထန်နေပါဗျာ။မော်တော်မြို့ကိုတော်လန်ရေးတပ်တွေကနွေဝါလ14ရက်နေ့မှာတန်းယူပြီးတဲ့နောက်မော်တော်လမ်းမှာတိုက်ပွဲတွေပြင်းထန်နေတာပါ။တိန်ခေါရွာနဲ့တဲဖြူရွာမှာဆီယနာရှင်တပ်ကလေကြောင်းနဲ့ကုန်းချားကကားတွေတုံးပြီးစစ်ရင်အားထက်ဖြစ်စစ်ကြောင်းထိုးလာတဲ့အတွက်နွေဝါလ15ရက်နေ့ကစလို့ဆက်တိုက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ တိုက်ပွဲတွင်ဆီယနာရှင်တပ်ကလင်းရင် drone တွေနဲ့ပုံကျဲတိုက်ခိုက်သလိုမြေပြင်မှာလည်းစစ်ရင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကဆိုပါတယ်။နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အပြင်လက်နက်ကြီးပစ်ခတ်တံတွေလည်းကြားနေရပြီးလင်းရင်နဲ့ drone တွေလည်းကောင်းကင်မှာဝဲပြန့်နေတာကိုနေတိုင်းနေပါမြင်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင်နိုဝင်ဘာလ24ရက်နေ့မှာမြေကနေတနင်္သာရီမျိုးကိုရေခါနဲ့လက်နက်ကြီးတွေတင်ဆောင်လာတဲ့ဆရာနာရှင်တက္ကသ6စီဇဝဲရွာကိုဖျက်ပြီးတနင်္သာရီမျိုးဖက်ကိုဥတီမောင်းနေသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တွင်အပအဝင်ခရိုင်အများစုမှာရေကြီးမှုကြောင့်သေဆုံးသူ46ဦးအထိရှိလာပြီလို့ထိုင်းနိုင်ငံဘေးအန္တရာယ်ကောက်ွယ်ရေးနှင့်တုတ်ပြန်ရေးဌာန DPPM ကဒီနေ့ထုတ်ပြန်ပါတယ်။ဒီသတင်းကို Dwewash အဖွဲ့သားတအူးကပြောပြပေးသွားမှာပါရှင်။ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တွေပါဝင်ခရိုင်အများစုမှာရည်ကြီးပုံကြောင်းတိစိုးသူ46ဦးအထိရှိလာပြီးဖြစ်တယ်လို့ထိုင်းနိုင်ငံဘေးရန်နယ်ကာကွယ်ရေးနဲ့တုတ်ငန်းရေးဌာန DBBN ကဒီနေ့ထုတ်ပြန်ပါတယ်။ထိုင်းတောင်ပိုင်းစွန်ခရခရိုင်ဟိုင်မှာဝန်မလ22ရက်နေ့ကနေ25ရက်နေ့အထိရည်ကြီးမှုကြောင့်တိစိုးသူ14ဦးရှိတယ်လို့ဟိုင်ရဲ့ CEO ကဒီနေ့ထုတ်ပြန်ထားတာပါ။ ဖတ်တလူခိုင်မှာယုတ်ဒီအရေးကြီးလာမှုကြောင့်တေဆိုသူလေးဦးရှိလာပြီးသူတို့ထဲကအသက်88နှစ်အရွယ်အမျိုးသမီးတော်ဟာဟင်းတီဟင်းရွက်ခုနေချေရင်းနဲ့အမျောပါတေဆိုခေတယ်လို့ဖော်ပြပါတယ်လက်ရှိမှာတော့ထိုက်တောင်ပိုင်းခရိုင်တွေဖြစ်တဲ့စွန်ခရာရလာပဋ္ဌာနီနာတိဘောနခွန်စီထံပါလာပတ်ထလုံထရန်စပ်ထွန်ဆူရတ်ထာနီခရိုင်တွေမှာရည်ကြီးမှုဒဏ်ကိုခံရပြီး စွန်ခရအခရင်ဟိုက်အိတ်ဒေတာမှာတော့ဂျီဘလီဒုက္ခကိုဆူဆူရွာရွာခံနေရတယ်လို့သိရပါတယ်။ဒါကြောင့်ထိုက်တောင်ပိုင်းမှာတိတ်ဆိုးသူ၁၈ဦးအထိစီလာပြီးလူရင်နှင့်ဒါသမ9တန်းချောအီထောင်စုပေါင်းတသိန်းလောက်ရေးပေးဒုက္ခခံစားနေရတယ်လို့ထိုက်တဲ့ရင်းပေမှာဖော်ပြပါတယ်။ကြပရမြစ်တစ်ဆောက်ရှိနေတဲ့ထိုင်းအလေပိုင်းနဲ့မြောက်ပိုင်းခရိုင်တွင်ပါလေရေကြီးမှုကြောင့်ဒေဆိုးသူ28ဦးရှိပြီ လူရင်းမာသိလောက်အထောင်စုပေါင်းတတိခွဲ့လောက်ရေပိဒုက္ခခံစားအနေရပါတယ်။တနင်္ဂနွေလုံးမှာ ကြီးဝါပေါင်း8000ကျော်ရေပိတင်နေပြီးတောင်ပိုင်းမှာတော့ကြီးဝါပေါင်း9000ကျော်ရေပိဒုက္ခခံစားနေကြရတာပါ။ပြီးခဲ့တဲ့24နာရီအတွင်းတောင်ပိုင်းခရိုင်ဖြစ်တဲ့ဖတ်တနီခရိုင်မှာမိုးရေချေ 634မီလီမီတာစုခရခိမ်မှာ938မီလီမီတာရလခိမ်မှာ904မီလီမီတာအထိမိုးရွာသွန်းခဲ့တယ်လို့သိရပါတယ်။